မင်္ဂလာပါရှင်။ရသဆောင် channel မှာပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်စာရေးသူ ရေမင်းကမ်းမလူရေးသားထားတယ်။ကြောင်လက်ရှင်မေဝရီဆိုတဲ့ပရလောကဖြစ်ရဆန်းဇလန်းလေးရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးသွားကြမှာ။နားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုကြမှာ။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇလန်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ကြရအောင်။ မဲမောင်နေတဲ့တောအုပ်ကြီးရဲ့လေ။သူမဘလို့ရောက်လာလဲဆိုတာမမှန်မိတော့ကြီး။သူမခြေထောက်မှာဖနှတ်တို့မရှိ။တောကြီးအလဲရင်ကြောင်ရုံစိတ်တို့ဖြင့်ဘေးဘီကိုကြည့်လိုက်တော့။အိုးငါအိမ်မက်ထဲကကြောင်နဲ့ကြီးပါလား။သူမနှုတ်မှတိုးတိတ်စွာခတ်ပေါ်လာတယ်။သူမရှေ့ရင်ကြောင်နဲ့ကြီးတကောင်ရက်နေတယ်။တေးကြပါရဲ့။သူမအိမ်မက်မပြန်ပြီဆိုတာ။ကြောင်နဲ့ကြီးကသူမကိုတနေရာတို့လိုက်ခဲ့ဖို့ပြောနေတဲ့အောင်ဖြင့် ရှေ့ကိုသွားလိုက်။သူမစီလဲပြန်ကြည့်လိုက်ဖြင့်လုံနေတယ်။သူမစိတ်တို့ကလည်းကြောင်လန်ကြီးနောက်ကိုလိုက်ဖို့ဆွဲဆောင်နေတယ်။တော်ကြီးတယ်ဖဏတ်မပါပဲသူမနင်းရှောင်နေပေမဲ့သူမခြေထောက်တို့ညီသည့်အရာမှမခံစားရပေ။ကြောင်ကြီးနောက်ကိုလိုက်ရင်းဖြင့်တနေရာရောက်တော့ရှေ့မှသွားနေတဲ့ကြောင်လန်ကြီးကသွားနေရာမှာရုတ်တရက်သူမဘက်ကိုပြန်လှည့်ကြည့်ပြီးမြေပြင်ပေါ်ကိုထိုင်ချလိုက်တယ်။ ခဏကြာမှပင်တောနတ်ကြီးကနန်းဆောင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့တယ်။တေချာရင်၊သူမအိမ်မက်တို့အတိုင်းပင်နောက်ဆုံးသူမကိုပလင်ကြီးတစ်ခုပေါ်ထိုင်ကားနေသရောင်အကြည့်ကြောင့်သူမပလင်ပေါ်ထိုင်လိုက်တယ်။ဒီတစ်ခါတော့အိမ်မက်မှနိုးမလာခဲ့။သူမပလင်ပေါ်ထိုင်လိုက်တော့ကြောင်နတ်ကြီးမှမိမ့်မပြိုတယောက်အသွင်ပြောင်းလဲသွားတယ်။ထိုမိမ့်မပြိုဝစ်စင်ထားသည်ကဘဲခစ်ဘဲခါကအဝတ်အစားမသိဘဲ တေကြတာက အနက်ရောင်ခြုံထဲကိုအပေါ်ကနေဝစ်ဆင်ထားတယ်။မိမပြိုလေးကသူမရှိရောက်လာတော့မေဝတီကြောက်သွားတယ်။သူမကိုတခုခုလှုပ်မာကိုစိုးရင်စိတ်ဖြင့်ကြည့်နေတယ်။ထိုစဉ်မိမပြိုလေးကပြန်လဲမွေးဖွားလာတာဝမ်းသာပါတဲ့တခင်မ။မေဝတီကသူမကိုတခင်မလို့ခေါ်လိုက်တာကိုအံ့ဩသွားတယ်။ကျမကဘာလုပ်လဲ။ကျမဒီလိုအိမ်မက်ကိုအမြဲမက်တယ်။ရှင်းရအောင်ဘာလုပ်လဲ။မေဝရီရဲ့အမေကို ကျွန်တော်မျိုးမအမိကရှင်လွမ်းလို့ခေါ်ပါတယ်။တခင်မတခင်မကပြန်လဲမွေးပွားလာတာဆိုတော့မမှတ်မိသေးဘူးထင်ပါရဲ့။ဒါကတော့တခင်မရဲ့နန်းဆောင်ပါ။တခင်မအတွက်အိမ်မက်လို့ထင်နေပေမဲ့ဒါရီဟာတကယ်ဖြစ်ရတွေပါတခင်မ။မေဝဒီတယောက်ရှင်လွမ်းလို့ခေါ်တဲ့မင်းကလေးရဲ့ပြောတဲ့စကားကြောင့်အံ့ဩသွားရတယ်။ဒါရီကတကယ်ဆိုကျမကိုပြောပြပေးပါ။မေဝဒီပြောလိုက်တော့ အဲ့ဒီအကြောင်းတွေထက်သခင်မလေးကိုသတိပေးခြင်းလိုပါ အခုဆိုရင်သခင်မလေးပြန်လဲမွေးဖွားလာတာကိုသိတဲ့ရန်သူတော်တွေကသခင်မလေးနားကိုရောက်လာကြတော့မယ်သတိထားပါသခင်မလေးကိုအန္တရာယ်ပေးလာနိုင်လို့ကျွန်တော်မျိုးမှသခင်မလေးကိုကာကွယ်ဖို့အတွက်အမြဲပင်နာမှာရှိမင်းနေပါမယ်ရန်သူတော်တွေဟုတ်လားကျမကိုဘာဖြစ်လို့အန္တရာယ်ပေးနေတာလဲမေဝရီရဲ့တိကျင်စိတ်တွေပြင်းထန်နေတယ် ထို့စဉ်သူမနားထဲမှာအတန်တစ်ခုကိုကြားလိုက်ရတယ်။ထို့အတန်ကဝရီဝရီရေမြန်မြန်တရိယပါဟာဝရီဒါတတ်ထရဲ့အတန်ပဲဖြစ်တယ်။တခင်မလေးကိုပြန်ခေါ်နေကြပြီ။သွားလိုက်ပါတခင်မလေး။ကျမဘလို့သွားရမှာလဲ။ကျမမသွားတတ်ဘူး။အဲ့ဒီလိုမေဝရီပြောတော့ညလုံးလေးမိတ်လိုက်ပါတခင်မလေး။စိတ်တွေကိုအပေါ်ပါဆုံးထားပါ။ မေဝဒီတယောက်ရှင်လန်းပြောတဲ့အတိုင်းနေလိုက်တယ်။နောက်သူမပေါ်မျက်နှာကိုအလင်းရောင်ဆူးဆူးကိုထိတွေ့လိုက်တယ်လို့ကြောင့်သူမမျက်လုံးတို့ကိုအားယူပြီးဖွင့်လိုက်တော့ဟဲဝရီတရီရပြီအန်ဒီရေလာပါဦးတတ်ထက်ကိုအရင်ဆုံးမြင်လိုက်ရတယ်။သူမအခန်းတစ်ခုထဲရောက်နေတယ်။တေဇာရာကသူမအိတ်ခန်းမဟုတ်ပေ။ငါတောင်းမှန်ပါတယ်ဝရီငါသာနေကိုမထားခဲ့ဘူးဆိုရင်နင်အခုလိုကားတိုက်မိမှာမဟုတ်ဘူး။ ဝရီသူမခြေထောက်တွေမှာ ပါတီအဖွဲ့သားဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရပါရဲ့ဟာငါခွင့်လွတ်ပါတယ်။မိခင်ဖြစ်သူကလည်းတော်ပါသေးရဲ့သမီးလေးရဲ့မမေတို့တွေစိတ်ပူနေတာကားကလည်းအရှိန်လျှောက်လိုက်လို့ဒီလောက်ပဲဖြစ်သွားတာခြေထောက်တစ်ဖက်ကတော့ကျိုးသွားတယ်။နားလိုက်ရင်ကောင်းသွားမှာပါနော်။မမေတို့လည်းအနားမှာရှိနေမယ်။ဝရီကမိခင်ဖြစ်သူပြောတာကိုနားထောင်ပြီးမမေခဏနေက သမီးအိမ်မက်ထဲကနေရာကိုရောက်သွားတယ်။ ပြီးတော့ကြောင်နဲ့ကြီးတော့ပဲ။ तू ကမိန်ကလေးတယောက်။အဲ့ဒါစိတ်แท้ဆွဲလို့ပါသမီးရဲ့။ကဲကဲနားလိုက်အောင်နော်။မိခင်ဖြစ်သူက तू မပြောနေတာကိုပဲနားမထောင်ပေ။ तू မတကယ်စိတ်ဆွဲလို့မတ်တာလား။တခြားသူတွေကတော့မယုံကြည်ကြဘူးလား။အဲ့ဒါဆိုရင်ဘာဖြစ်လို့ तू မကိုပဲအမြဲမတ်စေတာလဲအိမ်မက်ရဲ့။ဝရီတယောက်အတွေးများဖြင့်သာကြောင်နဲ့ရှင်မေဝရီအပိုင်း၃ မေဝရီဆေးရောင်တက်နေတဲ့အချိန်မိဘတွေကတတ်ထက်ကပါအနီးကပ်နေပေးကြတယ်။သူမမန်နေဂျာအိမ်မက်တွေမမတ်တော့တာကြာပြီဖြစ်တယ်။သို့တော့သူမစိတ်ထဲမှာတော့စွဲကြံနေတော့မင်ဖြစ်တယ်။သူမခြေထောက်တွေပြန်ကောင်းအောင် ကုသပြီးတဲ့နောက်ဆေးရောင်ကနေဆင်းလာခဲ့တော့တယ်။သူမအိမ်မှာရှိနေစဉ်တည်းကတမီးရေအောက်ထပ်လာပါဦး။တမီးရေဒေါ်လာရေမေဝရီရဲ့မိခင်ဖြစ်သူက သူမအခန်းထဲရှိနေစဉ်လာပြောတော့ ဘဲရတော်လဲမမေသူမတကယ်မသိ၍မေးလိုက်ချင်းပင်တမီးလည်းမသိရပါမမေညမဝမ်းခွဲလေသူနဲ့အဝေးခွာနေတာကြာပြီ အခုမှ तू ကစုံစမ်းမိလာတာတမီးရဲ့မိခင်ဖြစ်သူပြောတော့ဟုတ်မမေတမီးလာခဲ့မယ်နော်မိခင်ဖြစ်သူ အခန်းထဲကထွက်သွားတော့မေဝဒီအောက်ထက်ကိုဆင်းလာခဲ့ရဲ့အော်အမတမီးလေးတောင်ဒီအရွယ်ရောက်နေပြီကိုဧကန်ထဲမှာထိုင်နေတဲ့အမျိုးသမီးတစ်ယောက်က ူမအောင်ကြည့်ပြီးပြောလိုက်ခြင်းဖြစ်တယ်။ထိုမိမမျက်လုံးတွေကမေဝတီကိုကြည့်ရာစူးရှလွန်းနေ။လာထိုင်လေသမီးလေးဒါသမီးတော်လေးနန်းခင်လို့ခေါ်တယ်။ဖခင်ဖြစ်သူကပြောလိုက်တော့သူမမိခင်ရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်။ဟုတ်ကဲ့တော်လေးသမီးနာမည်ကမေဝတီပါ။နန်းခင်ဆိုသည့်အမျိုးသမီးမှအော်အရင်နာမည်ပါပဲလား။မေဝတီနားမလဲ၍ပြင်ဘာပြောရလဲ။ အော်နမယ်လေးကလှတယ်လို့ပြောတာပါခလေးရဲ့မေဝဒီမိဘတွေမကြားလိုက်ဘူးလို့ထင်မိတယ်နန်းခင်ကမေဝဒီကိုကြည့်ကပြုံးမိတယ်သူမအပြုံးအောက်တွင် မုန်တီးခြင်းများပါနေတယ်ထို့စဉ်နန်းခင်မျက်လုံးတို့အယောင်ပြောင်းသွားတာမေဝဒီသတိမထားမိနန်းခင်မျက်လုံးတို့ကခရမ်းအောင်ပြောင်းသွားခြင်းပင်ဖြစ်တယ်မေဝဒီမိမိအခန်းထဲပြန်ရောက်တော့နန်းခင်ကိုစိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်ညရောက်တော့မေဝဒီစောစောအိမ်မောကြာသွားတယ် ညသကောင်ရောက်တော့သခင်မလေးအန်ဒီရရှိတယ်ထပါသခင်မလေးသခင်မလေးမေဝရီအိပ်ပျော်နေရမှာအတန်ကြောင့်နိုးလာခဲ့ရတယ်ဒါဟာကြောင်နှမ်းမလေးရှင်လွှမ်းရဲ့အတန်ပင်ဖြစ်တယ်တစုံတယောက်ကသူမရဲ့အိတ်ခန်းစီကိုဥတီလာနေတဲ့အတန်ကြားလိုက်တော့မေဝရီလန့်သွားတယ်ဒီအချိန်ကြီးသူမမိဘတွေမလာကြမေဝရီအိပ်ရာမှာထလိုက်ပြီးတခါရဲ့အကွယ်မှာပုန်းနေလိုက်တယ် တကားကိုဖွင့်လိုက်တယ်။တကားကိုကင်ထားတဲ့လက်တစ်ဖက်ကမေဝဒီမြင်ရသည်ရဲ့။လက်သက်ရှည်ကြီးများကြောင့်မေဝဒီကြောက်ရွံ့နေတယ်။အသက်တောင်မရှူရဲပေ။ထို့စဉ်အောက်ထက်မှအိုးခွန်များပြုတ်ကျတဲ့ကြောင့်မိဘများနိုးလာကြပြီ။အောက်တက်မိများလင်းလာတော့စောစောကဝင်ရောက်လာတဲ့သူလဲမေဝဒီအခန်းထဲကိုဝင်မလာတော့ပေ။ထိုသူထွက်သွားတော့မှ မေဝဒီလည်းအသက်ကောင်းကောင်းရှူသွားတော့တယ်။အောက်ထက်ကအတန်ကြောင့်မေဝဒီလွတ်မြောက်ခဲ့ရတယ်။ ။သိကြတယ်။ရှင်လွန်းကသူမကိုကယ်လိုက်ခြင်းပင်ဖြစ်တယ်။နောက်တနေ့မနက်မေဝရီညကဖြစ်စဉ်ကိုမိခင်ဖြစ်သူအားပြောပြတော့သမီးရဲ့မဖြစ်နိုင်ပါဘူးအိမ်မက်ပဲဖြစ်မှာပါ။မေဝရီမိခင်ကသူပြောတာကိုလက်မခံ။အိမ်မက်ဆိုရင်သမီးအခုလိုမမေကိုပြောပြမှာမဟုတ်ဘူး။မမေဒါသမီးတကယ်ကြုံခဲ့ရတာပါ။သူမပြောတော့မိခင်ဖြစ်သူစဉ်းစားနေဟန်ဖြင့်အမကြီးညမတိတဲ့ဘိုးတော်တယောက်ရှိတယ် ူကကိုစီကိုလာရောက်ခြောက်လန့်နေတဲ့အရာတွေကိုတားဆီးပေးတယ်။နောက်မှဒေါ်နန်းခင်ထွက်လာကပြောချင်းဖြစ်တယ်။မေဝရီမိခင်လည်းဒေါ်နန်းခင်ပြောတာကိုသဘောကျသွားဟန်ဖြင့်အဲ့ဒါဆိုရင်သမီးလေးအတွက်တို့တွေသွားကြတာပေါ့။မမေအကုန်လုပ်ပေးမယ်နော်သမီးလေးအတွက်ဆို။မေဝရီမိဘနှစ်ပါးရဲ့ဒေါ်နန်းခင်ရဲ့နဲ့ဘိုးတော်စီသွားကြတော့တယ်။မေဝရီဖခင်ကကားမောင်းကမိခင်ကတော့ဖခင်နဲ့အတူ ရှေ့ကမ်းမှာထိုင်နေတယ် မေဝရီကတော့ဒေါ်နန်းခင်နဲ့အတူ နောက်ခန်းကလိုက်ပါလာရတယ်။မေဝရီစိတ်ထဲမှာတော့မသွားချင်စိတ်တော့လေးလံနေတယ်။တော်တော်သွားရတယ်။မေဝရီတို့နေတဲ့မြို့နယ်အလန်းကွာတဲ့နေရာတစ်ခုရောက်တော့မေဝရီတို့ကားပေါ်ကဆင်းကြတယ်။ပအဝန်းကျင်တစ်ခုလုံးမဲမောင်နေလေပြီ။ဒေါ်နန်းခင်ကအိမ်တစ်ခုစီဦးတီခေါ်သွားတယ်။အိမ်မှာရှေးအိမ်ပုံစံတစ်လုံးများဖြင့်ခိုင်ခန့်အောင်တိဆောက်ထားခြင်းဖြစ်တယ်။ ဒေါ်နန်းခင်ကအိမ်ထဲကိုဝင်သွားတော့မေဝရီတို့လည်းနောက်ကနေလိုက်သွားကြတယ်။လာကြလာကြအဘဆောင်နေတာကြာပြီ။အဖိုးကြီးတယောက်သပင်ရောင်တုံးဖြင့်မျက်နာမှာအမွှေးအမြင်များဖြင့်တည့်ရမှုမရှိ။ထိုအဖိုးကြီးကမိဘကြီးတစ်ခုဘေးမှာထိုင်နေတယ်။ဒေါ်နန်းခင်ကအဖိုးကြီးကိုကြော့ပြီးထိုင်လိုက်တော့မေဝရီမိဘတွေကရောကြော့ကြတယ်။မေဝရီကတော့ကြော့ခြင်းစိတ်မရှိပေ။တမီးဘိုးတော်ကိုကြော့လေ။မိခင်ဖြစ်သူကပြောတော့ တမိမကောင်းနိုင်ဦးမေမေ။အော်ဒီကလေးနဲ့တော့ခတ်ပြီ။မေဝရီမိခင်ကပြောတော့နေပါစေနေပါစေသူနေတတ်တယ်လို့နေပါစေ။အဖိုးကြီးကပြောတော့မေဝရီအမေကသူမအောင်ထပ်မပြောတော့ပြီးနောက်မေဝရီမိခင်ကအကျိုးအကြောင်းပြောပြတော့อืมအဲ့ဒါမကောင်းတာပဲနောက်ဆိုသူ့အသက်ပါပေးရနိုင်တယ်အိမ်မက်တွေကိုမယုံတဲ့ကလေးမှာအဲ့ဒီအိမ်မက်ထဲကမကောင်းဆိုးဝါးကမင်းအောင်တတ်နိုင်တယ်မေဝရီမယုံကြည်ပါ ဒါသူမကို၆လမ်းမှုတစ်ခုပင် ဖြစ်တယ်ဟုထင်မိတယ်။ယော့ဒီကျိုးကိုလက်မပတ်ထား။အဲ့ဒါဆိုရင်အိမ်မက်လည်းမပေးနိုင်ဘူး။အနားလည်းမကတ်နိုင်ဘူး။ကျိုးကိုတော့မဖြုတ်ပြနဲ့နော်။အဲ့ဒါဆိုရင်မင်းအသက်အန္တရာယ်ကြုံရလိမ့်မယ်။မေဝတိမိခင်ကကျိုးကိုမေဝတိလက်မှာခိုင်မြဲအောင်ခြိကဝတ်ပေးတယ်။မေဝတိမိဘတွေကလည်းဘိုးတော်ကိုပတ်စံနဲ့ကြော့ပြီးအိမ်ကိုပြန်ဖို့ကောက်အောင်မောင်းထွက်လာကြတော့တယ်။မေဝတိကတော့လက်မအနက်အောင်ကျိုးကိုကြည့်ပြီးတက်ပြင်းချမိတယ်။ ဘေးမှာဒေါ်နန်းခင်ကတော့မေဝရီလက်မှာကျိုးကိုကြည့်ပြီးစိတ်ထဲမှာဝမ်းသာနေမိတယ်။ဒီဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ပိုမိုစမ်းကြတဲ့ဇလန်းလေးတွေကိုစက်တင်ပေးသွားပါဦးမယ်။